ားဆင်သူများအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေသမုတ်တရားတွေကပျောက်ဆုံးနေတဲ့မင်းသမီးလေးဆိုတဲ့ပုံမြင်အကြောင်းအရာလေးကိုဖပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်အရှင်မင်းကြီးကျမတို့ဒီလိုမျိုးဘလောက်ကြကြအကျဉ်းချနေရအောင်ပါလဲကျမတို့ဘယ်တော့မှလူမြောက်တော့မှာမဟုတ်တော့ဘူးလားကျမတို့ရဲ့ပလဲတိုင်းပြည်ကြီးကိုပြန်မရနိုင်တော့ဘူးလားဖေဟာပြန်ရမှာပေါ့မိဖေဟာကြီးတေချာပေါ့ပြန်ရမှာပါအဲ့လိုဖြစ်လာဖို့အတွက်တိတ်မလို့တော့ပါဘူးကွယ် မကြခင်ရောက်လာတော့မဲသမီးတော်လေးရဲ့16နှစ်ပြည့်မွေးနေ့မှာတော့ဘလို့နေတယ်ပဲဖြစ်ဖြစ်သူဒီသမုတ်တရားကြီးစီကိုပြန်ရောက်လာလိမ့်မယ်သူဆွမ်းအားတွေပြန်ရလာပြီးတော့ကျမတို့ကဲတင်ပေးပါလိမ့်မယ်ဟာဟာနေတော့သမီးပြန်လာမယ်ဟုတ်လားရေးကြပဲသူဘယ်တော့မှပြန်လာမှာမဟုတ်ဘူးကိုကုတ်ကိုလိန်ညာပြီးတော့နေသိမ့်နေလို့ဘာအကျိုးရှိမှလဲအရှင်မင်းကြီးဘာအကျိုးမှရှိမှာမဟုတ်ဘူး မင်းတို့အရာအလုံးကိုဆုံးရှုံးသွားပြီမင်းတို့သမီးတို့တာမန်လူသားမင်းကလေးတယောက်ဖြစ်ငါပြောင်းလဲလိုက်ပြီကွာဒါကြောင့်မင်းတို့လူမြောက်ဖို့အတွက်ဘာမျော်လင့်ချက်မှမရှိတော့ဘူးအိုးနေရဲ့အမကြီးနဲ့ဆက်နေလိုက်ဆမ်းပါဆုံးပါငါတို့အတွက် နေစိတ်ပူစရာမလိုဘူးလူအိုက်ငါ့ကိုတက်ပစ်လိုက်အိုးနေကိုငါတက်လို့မရဘူးလေဘာလို့လဲဆိုတော့နေခေါင်းပေါ်ကတက်တဖူငါလိုချင်လို့ပဲ ဒါဆိုငါ့ကိုတပ်ပြီးယူလိုက်လေငါ့ကိုဒီကယူလို့ထင်နေရလားအဲ့ဒီတရဖူအတင်းအဓမ္မယူလို့မရဘူးဆိုတော့ငါကောင်းကောင်းသိနေရလေနေတည်သွားရင်တော့တရဖူရဲ့စွမ်းအားတွေလည်းပျောက်ကွယ်သွားလိမ့်မယ်တရဖူနေလဲနဲ့ကိုယ်တိုင်ချုပ်ပေးမှရမယ်ဆိုတော့ငါသိနေရလေဒါကြောင့်မလွဲမရှောင်သာနဲ့နေကိုအရှင်ထားရရတာပဲဒီမှာငါအသက်ရှင်နေသေးလေဒီတရဖူကတော့နေလို့မိစ္ဆာစီမှာဘယ်တော့မှပေးမှာမဟုတ်ဘူး အချိန်တိုင်တည်ရမှာပေါ့ဟေးချစ်မလီထထတော့လို့ပြောနေရလေမိုးဘလောက်တောင်နင်းနေပြီလေတည်ရလားဒီလောက်အကောင့်ကြီးနေပြီတော့ယောက်ျားပေးစားမယ့်အရွယ်ရောက်နေပြီအခုထိအိပ်ရတယ်လဲနေတော့လားအိုးအမေရဲ့တမီးရဲ့အိမ်မက်ကိုဖြစ်စီလိုက်တာပဲတည်ရလောက်တောင်မှတမီးကိုကောင်းကောင်းအိမ်မက်မက်ခွေမပေးပါလားဒါရှင်းတမီးရဲ့နေ့စဉ်အလုပ်ပဲတိလားဒီဘက်ကအိပ်ရမထအောင် အတင်းဆွဲထုတ်လိုက်ပြန်တော့လေအာဘောင်အရင်တန်တန်နဲ့ပြတ်အော့တယ်ကဲပါငါသမီးလေးကိုဒီလောက်ကြီးစူမနေပါနဲ့ကွာငါမှသမီးလေးတယောက်တည်းရှိတာပါသူစိတ်ကြံနေပါစီကွာအေးကောင်းပြီလေအဲ့လိုနဲ့ပဲသမီးကိုခေါင်းပေါ်တင်ထားလိုက်ပေါ့အခုတော့မှခေါင်းပေါ်တက်နေပြီမလားဟုတ်တာပေါ့ငါတယောက်တည်းခေါင်းပေါ်တင်ထားတာကြားနေရပဲမင်းကြတော့ဒူးပေါ်တင်ထားတာမလားသမင်းဆိုင်အကောင်းဆုံးအကြီးဆုံးအသားတော့ ဘသူကဖယ်ပေးထားရလဲတော်ပါတော့သမီးအတွက်နဲ့အဖေနဲ့မေရမဖြစ်ကြပါနဲ့တော့သမီးကိုနေအောင်လုံးချစ်ကြတယ်ဆိုတာကိုတော့ဒီပင်လေကန်းစားတူရအောင်ကလူတွေကအကုန်သိနေပါဗျာတယောက်နဲ့တယောက်အပြစ်ပုံမချပါနဲ့တော့ရှင်တွေ့လားနင်သိရတာနဲ့ဒါဆိုရင်လည်းမိဘစကားကိုနည်းနည်းလောက်နားထောင်ပါလားနားထောင်ပါမယ်အကုန်နားထောင်ပါမယ်ဒါပေမဲ့အဲ့မတိုင်ခင်မှာတော့သမီးပြောတာလေးကိုလည်း နည်းနည်းတော့တော့နားထောင်ပေးကြပါဦး။ကဲပြောလေ။တမီးလေ။အမြဲတမ်းထင်နေရလေ။တနေ့ကျရင်တမီးကအိမ်မက်ထေကပလဲတိုင်းပြည်ကိုရှာတွေ့လိမ့်မယ်လို့ထင်နေတာ။အဲ့အခါကျရင်တော့တမီးတို့တွေပလဲတွေအများကြီးရလိမ့်မယ်လေ။အဲ့ဒါတွေရောင်းပြီးတော့တမီးတို့တထဲကြီးတွေဖြစ်လာမယ်။ပြီးရင်တမီးတို့မှဘာဝန်းနေကြမှာရှိတော့မှာမဟုတ်ဘူးလေ။တွေ့လား။စကားပြောခွင့်ပေးလိုက်တာနဲ့လေ။တမီးကပောက်ကရရီရှောက်ပြောတော့တာပဲ။ ။ဩဘာလို့ပောက်ကရဖြစ်ရမှာလဲ။အဖေပဲစဉ်းစားကြည့်လေ။တကယ်လို့မဟုတ်ဘူးဆိုရင်တမီးငယ်လေးတွေကဘာလို့အိမ်မက်တစ်ခုတည်းကိုပဲမက်နေရမှာလဲ။တေချာပေါ့တမီးနဲ့တခုခုပတ်သက်ဆွနေမှုရှိလို့နေမှာပေါ့။တော်ပြီတော်ပြီ။နေရဲ့ပောက်ကရစကားတွေအများကြီးကြားရဘူးပါပြီ။တော်တော့အဖေလှုပ်သွားစရာရှိသေးတယ်။ပြီးတော့နားထောင်တော့ဒီရဲ့ပိုင်းမှာနေရပင်လေကန်းစာကိုတော့ဖို့အတွက်ခဏခဏပူဇာနေလို့နေမရပြောတာ။ ဒီနေ့ကပြပြတတပြောလိုက်မယ်နော်။နောက်တစ်ခါဒီကိစ္စနဲ့ပတ်သက်ပြီးတော့ငါဘာမှထားမကြားချင်ဘူး။ပြီးတော့ထလည်းမပြောပါနဲ့။ဩဒါဆိုရင်ဘာလို့လဲဆိုတော့ပြောပြသွားပါအောင်ဖေ။ဂျင်မလီနေဖေအလုပ်သွားနေပြီလေ။နောက်ကနေလမ်းမအောင်နဲ့တော့ကောင်းပြီလေ။ဒါဆိုအမေပဲပြောပြပါ။ဘာလို့သမီးကိုပင်လယ်ကမ်းစောက်ကိုပေးမသွားရလဲ။ဘာလို့လူတိုင်းသွားလို့ရပြီးတော့သမီးကြမှာပဲသွားခွင့်မရှိရလဲ။ ။ဘာလို့တမီးကပင်လယ်လိုင်းတန်တွေကိုအဝေးကနေပဲနားထောင်နေရလဲယင်။อืมပြီးတော့လေအဲ့ဒီပင်လယ်ကြီးကဘာလို့တမီးကိုတလောက်ဆွဲဆောင်နေရလဲ။အိုးနေရင်မကူးတက်လို့ပေးမသွားတော့ပေါ့။နေ့ကိုတခုခုဖြစ်မှာငါတော့မလိုလားဦးလေ။အဲ့ဒီအကြောင်းပြချက်ကြောင့်မဲ့နေ့ကိုတလောက်တားနေရတာလေ။သွားညနေတက်ပြီးတော့ထင်းထင်းသွားစားကြည့်တော့ငါကောက်ကိုလာစားမနေနဲ့တော့အဲလိုနဲ့တနေ့ထက်တနေ့ ဂျင်မလီရဲ့စူးစဲလိုစိတ်တရားတိုးပွားလာခဲ့တော့တာပေါ့အရင်တုန်းကငယ်သေးတော့ဟိုဟာတရားပြောပြီးချုံမော်ထားလို့ရခဲ့တယ်အခုတော့အပြူပေါက်ဖြစ်လာတော့တခုပြီးတခု မေကူးနေမေးလာပါတော့တယ်အဲ့လိုနဲ့သူတို့ကြီးကအမှန်တရားကိုတော့ဘလောက်ကြာကြာဖုံးကွယ်ထားနိုင်မလဲဆိုတာမသိနိုင်တော့ပါဘူးဖန်ဆင်းရှင်ကျမတို့ကိုကူညီပါအောင်ဂျင်မလီကျမတို့ဘယ်တော့မှအထင်မလွဲပါစေနဲ့ဟဲ့ဂျင်မလီ ဘာလို့ဒီမှာဆင်းရဲလက်ညင်းနဲ့ထိုင်နေရလဲ။အိုးဒီလိုပါပဲ။ဘာမှစိတ်မပါလို့ပါ။အိမ်ထဲမှာပဲတစ်ချိန်လုံးနေနေရရင်ဘသူကပြောတော့မှလဲ။ငါဘလောက်ပဲပြောပြောငါတို့နဲ့အတူပင်လယ်ကမ်းဆောင်လိုက်ခဲ့ပါလား။ပျော်စရာကောင်းပါပါ။ပင်လယ်လိုင်းလုံးကြီးလေးအေးလေးနဲ့ဆိုရင်တော့စိတ်တရားလန်းဆန်းသွားလိမ့်မယ်လေ။ဟာနေတည့်ရတာနဲ့အဖေနဲ့အမေကသမီးကိုပေးမတော်ဘူးဆိုတာလေ။ဒါပဲထက်ခါထက်ခါလာပြောပြီးတော့ ငါ့ကိုပို့ပြီးတော့စိတ်ညစ်အောင်လုပ်နေပြန်ပြီ။ Ừm နေ့စကားကြားရတော့ငါတို့မိဘတွေကငါတို့အမြဲတမ်းပဲလဲကန်းဆောက်ကိုပေးသွားနေတယ်လို့ပဲ။ငါတို့ကိုလေတားတာပါပဲဟာ။ပြီးတော့မိဘဆိုတာကတားမှာပဲလေ။ဒါဆိုရင်အမြဲတမ်းသူတို့စကားကိုပဲနားထောင်နေရမှာလား။ဘာကြီးပြောနေရလဲ။အဖေတားလို့မတော်ဘူးဆိုပါတော့။နေကရုတ်တရက်ကြီးလိမ်မာတဲ့တမီလေးလာလို့ပြမနေပါနဲ့။ဟိုတလောပါပဲ။နေနဲ့ကတခြားယောက်ကိုတွားပြီးတော့ မွေဝဲကိုတွားကြည့်သေးခဲ့လေ။음အဲ့ဒါနေမိပါရရောတိလို့လား။တိရင်ပေးသွားပါမလား။ဟိုကြတော့တွားရက်ပြီးတော့ပေးလဲကန်းစားကိုကြတော့မတွားရဲဘူးလား။음နေပြောရလေဟုတ်တယ်နော်။ပြီးတော့ဒီမနေ့ပဲအမေကပြောတယ်။ငါရေမကူးတက်လို့ပေးမတော်တာတဲ့။음ဒါဆိုရင်လေလာဟာတွားလေကြမယ်။ပေးလဲရေးတယ်မစင်းမဲ့နဲ့အဝေးကနေပဲကြည့်ပြီးတော့ပြန်လာခဲ့ကြမှာပေါ့။ဒါဆိုရင်လည်းအဆင်ပြေပြီလေ။ အခုမှပဲနေ့ကောင်းနေမှာညဝင်လာတော့တာပဲလာအခုပဲသွားကြစို့ဟွန်းတော်တော်ကြာနေပြီဂျင်မလီကိုမတွေ့ပါလားဂျင်မလီဟေးဂျင်မလီအိုးဘယ်ရောက်သွားလဲတမီးရေဟင်ငါတမီးလေးရုတ်တရက်ကြီးဘယ်ရောက်သွားတော့ပါလဲအင်းငါစိတ်ထဲလဲတမျိုးကြီးပဲဖြစ်နေပါလားတကယ်ပါမူဟာနာရေပင်လေကြီးကဒီလောက်လာမယ်လို့ ငါစစ်ကူးတော့မရင်ဘူးပါဘူးဟာ။ဘာလို့အစိုးရကမလာမိရလဲဆိုပြီးတော့အခုမှနောင်နာရနေပြီ။ဟာနောင်နာရနေလို့လဲအလကားပါပဲ။နောက်ဆိုရင်ငါတို့မကြခဏလာလေကြမယ်လေ။ဒါပေါ့တေချာပေါက်ကိုလာကြမယ်။ငါ့ကိုဘယ်သူမှချင်းချောက်ပြီးတော့ပိတ်လောင်ထားလို့မရတော့ဘူးလေ။ဟင်။ရုပ်တရကြီးပင်လယ်လိုင်းကြီးကဘာလို့ဒီလောက်တောင်ကြီးလာရတာလဲ။ကြီးရတာတော့ပင်လယ်အောက်ခြေမှာမုန်တိုင်းကျနေပုံပဲ။လား။ ငါတို့အမြန်ပြန်ကြစို့။음ပြန်ကြစို့ဟာအမေလည်းငါ့ကိုမတွေ့လို့ဆူညံနေလောက်ပြီ။အဲလိုနဲ့သူတို့ပြန်မသွားခင်မှာပဲ။လိုင်လုံးကြီးတစ်ခုကဂျင်မလီကိုဆွဲယူသွားပါတော့တယ်။ဒါပေမဲ့မိုဟာနာကတော့ဘာမှမဖြစ်ပါဘူး။ဒါဘာဖြစ်သွားရလဲ။ငါတို့အတူတူရှိနေခဲ့ရလေ။ဒါပေမဲ့လိုင်လုံးကဂျင်မလီတယောက်တည်းကိုပဲဆွဲယူသွားတယ်။အိုးအခုသူမိဘတွေကိုငါဘလို့ပြန်ပြောရမှာလဲ။လိုင်လုံးကြီးတစ်ခုလာပြီးတော့ ချင်းမလီကိုဆွဲယူသွားတယ်လို့ငါ့ကိုတော့ဘာမှမလုပ်ဘူးဆိုရင်တော့ငါ့စကားကိုဘသူတွေကယုံပါလဲ။အိုးအခုငါဘာလို့ရမလဲ။ငါဘာလို့ရမလဲ။ဟေးဘာဖြစ်ကြလဲမူဟာနာ။နင်ဘာလို့ငိုနေရလဲ။အတော်အတော်ချင်းမလီချင်းမလီဘာဖြစ်လို့လဲ။နင်တို့ညောင်ရန်ဖြစ်ကြပြန်ပြီလား။ဒါကြောင့်ငါပြောတာပေါ့။ဒီကောင်မလေးဘဲရောက်သွားတယ်လို့ဘလောက်ခေါ်ခေါ်မထုဘူး။ မငိုပါနဲ့တော့တမီးရဲ့ပြန်လာပါစေအောင်သူ့ခြေတော့တူငါရဲ့ချိုးပြစ်တော့မယ်။အိုးအတော်အဲ့လိုမဟုတ်ပါဘူးအတော်။ဟမ်ဒါဆိုနေကဘာလို့ငိုနေရလဲ။ပြီးတော့ချင်းမလီရောဘယ်မှာလဲ။ဟမ်ဒါဆိုငါတမီးတခုခုဖြစ်နေလို့လား။ပြောစမ်းငါတမီးဘယ်မှာလဲ။အတော်တမီးနဲ့ချင်းမလီခိုးပြီးတော့ပင်လယ်ကမ်းစောက်ကိုတွားလေကြတာ။အဲ့ဒီအချိန်မှာပဲလိုင်းလုံးကြီးတခုရောက်လာပြီးတော့ ချင်းမလီကိုဆွဲယူသွားတယ်လေ။ဒါပေမဲ့တမီးကိုကြတော့ဘာမှမလုပ်ခဲ့ဘူး။ဟေး။နေဖာရေပြောနေရလဲမိုဟာနာ။ငါတမီးဘာဖြစ်သွားပြီလဲ။ဟာ။ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါလဲ။တမီးပြောတာအတော်တို့ယုံမှမဟုတ်ဘူးဆိုတာတမီးသိပါတယ်။တမီးကိုယ်တိုင်တောင်မှမယုံနိုင်ဘူးဖြစ်နေရလေ။ဒါပေမဲ့လည်းတကယ်ကိုဖြစ်သွားတာပါ။အိုး။ဒါဆိုအခုငါဘာလုပ်ရမလဲ။သူ့ဖေကိုငါဘယ်လိုပြောလဲရပါမလဲ။ ငါသမီးလို့ငါကယူမဆိုင်နိုင်ခဲ့ဘူးချင်းမလီရေဘယ်ရောက်သွားရလဲသမီးရေပြင်လာခဲ့ပါတော့ဟေးမိမဘာဖြစ်တာလဲမင်းတို့ညဘာလို့ငုံနေကြရလဲအိုးကျမတို့သွားပါပြီရှင်ချင်းမလီကမိုဟာနာနဲ့ခိုးပြီးတော့ပင်လယ်ကမ်းစောက်ကိုသွားတယ်တဲ့လိုင်းလုံးချင်းတစ်ခုကသူ့ကိုဆွဲယူသွားပြီတဲ့ဟာနောက်ဆုံးတော့ငါ့ဘဝရဲ့ပျက်စီးသွားပြီပေါ့ ဒီနေ့ပဲငါအဝေးတနေရာမှာအင်တလုံးကိုသွားစစ်ချင်းခဲ့တာအဲ့ဒါကိုမင်းတို့ခေါ်သွားမလို့ပဲအခုတော့ဒီနေ့ပဲငါ့ဘဝပြည့်စည်သွားပြီပေါ့မိဖုရားကြီးမိဖုရားကြီးဟိုမှာကြည့်စမ်းအဲ့ဒါကငါတို့ရဲ့သမီးတော်လေးပဲငါတို့သမီးလေးငါတို့ကိုကယ်တင်ဖို့ရောက်လာပြီပဲကဲငါပြောတာပဲသူလာလိုက်မယ်လို့ဒီနေ့တော့တကယ်ကိုရောက်လာခဲ့ပြီပဲဟိုမှာကြည့်စမ်းအိုးအရှင်မင်းကြီး တကယ်ပြောနေရလားယင် သူတကယ်ပဲငါတို့ရဲ့သမီးတော်လေးလားဟုတ်တယ်ဟုတ်တယ်အဲ့ဒါငါတို့ရဲ့သမီးတော်လေးပဲဘာလို့လဲဆိုတော့ပင်လေအောက်ချူပင်လေပင်မျိုးတွေကလည်းပြီးတော့ဘယ်သူမှလာလို့မရဘူးလေအဲ့ဒါကြောင့်တေချာပေါ့အဲ့ဒါငါတို့ရဲ့ဒုတိယတော်သမီးတော်လေးပဲဒါပေမဲ့သူကတတိလိနေရနော်ငါတို့မမိပါမလားယင်အိုးမမိပါပါငယ်ဘွားအမတ်တရားတွေအကုန်လုံးက သူခေါင်းလေးကိုပြန်ရောက်လာပါလိမ့်မယ်။ဒါပေမဲ့စုံမသူ့အတွေ့အောင်တက်ပြစ်လိမ့်မယ်။အိုးမပူပါနဲ့။ငါ့သမီးကိုဘယ်သူမှဒုက္ခပေးလို့မရတော့ပါဘူး။ဟွန်းဟွန်းဟုတ်လား။ဒီမှာငါရောက်လာပြီလေ။အခုနေတို့ရှိမှနဲ့နေတို့သမီးကိုငါတက်ပြတ်မယ်။နေတို့ကထန်ကြည့်နေုံကလွယ်ပြီးတော့ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။စုံမသူ့ရဲ့မော်ဆန်အားတွေနဲ့ဂျင်မလီကိုတိုက်ခိုက်ဖို့အတွက်ကြိုးစားလိုက်တော့တာပေါ့။ ဒါပေမဲ့ချင်မလီကတော့ဘာမှလုပ်လို့မရပါဘူးတဲ့ဟင်ဒါဘာဖြစ်တာလဲဘာတွေဖြစ်နေရလဲဟာနေ့အချိန်ကုန်ဆုံးသွားပြီဆုံးမငါပြောခဲ့တာပဲငါတမီးကိုနေပါမှလုပ်လို့မရပါဘူးလို့သူ့တက်နိုင်လောက်တဲ့ဆွမ်းအနေမှမရှိဘူးကောင်းပြီလေတက်လို့မရရင်တော့ဘာဖြစ်လဲနေတော့လို့ပဲသူ့ကငါဖမ်းချုပ်ထားမှာပေါ့မော်လာအိမ်တည်းကနေလွံ့မြောက်နေတဲ့ဆွမ်းအနေတော့မှမရှိပါဘူး ။အော်တမီးရောထတော့ထပါတော့တမီးဒီတခါတော့တမီးရဲ့ခမီးတော်နေမဲ့တော့ကဲတင်မှဖြစ်တော့မယ်။နေတော့ခေါ်လို့သူနိုးလာမှာမဟုတ်ဘူး။အခု तू ကငှက်လက်ထဲမှာအကျဉ်းသားဖြစ်သွားပြီလေ။တမီးလေတမီးလေထပါတော့ကွယ်။တမီးရဲ့အဖေနဲ့အမေကတမီးကိုမျောလင်းပြီးတော့ဒီလောက်ကြာကြာအသက်ရှင်နေခဲ့တာပါ။ထပါတော့တမီးရဲ့။အိုးအဖေနဲ့အမေ ကြလကြကြအဖေတို့ဘယ်ရောက်နေကြရလဲယင်တမီးကရောဘယ်ရောက်နေခဲ့ရလဲဟောဟောငါတမီးလေးတတိယလာပြီဟောအခုစကားရအများကြီးပြောနေဖို့အချိန်မရှိဘူးတမီးအရင်ဆုံးဟိုမိစ္ဆာစုံမကိုတက်ပြီးတော့အဖေတို့ဒီကနေလွတ်မြောက်အောင်လုပ်ပေးပါဦးပြီးမှအကုန်လုံးကိုရှင်းပြတော့မယ်လေဟမ်မဖြစ်နိုင်ဘူးဟဲ့ကောင်မလေးနေမလုံနိုင်ပါဘူးနေကငါ့ရဲ့စွမ်းအားတွေကိုမရှင်းနိုင်ပါဘူးဒါကြောင့်ပြောမယ်နော် ဒီကနေထွက်သွားလိုက်ပါဒါငါရဲ့အင်ပါယာဒီအရာအလုံးကငါရဲ့ဥစ္စာတွေထွက်သွားလိုက်အိုးသူ့စကားကိုမကြောက်နဲ့သမီးသူ့သမီးကိုဘာမှလုပ်လို့မရဘူးသူ့ထက်သမီးရဲ့စွမ်းအားကအများကြီးကိုပိုတယ်ကွနောက်ဆုံးတော့နေငါ့ကိုနိုင်တော်ပြီပေါ့မင်းသမီးလေငါ့ကိုအင်ပါယာဆွေးဆံခွင့်မပေးလိုက်ဘူးပေါ့အဲ့လိုနဲ့စုံမတည်သွားတော့တာပေါ့ချက်ချင်းဆိုသူလိုပဲ တင်းနဲ့မိဖုရားတို့ရဲ့လှောက်အင်အားလဲပျောက်ွယ်သွားပါတော့တယ်။မိဖုရားကြီးကြည်စံငါတို့လွတ်လပ်သွားပြီကွ။အဖေတမီဘာဖြစ်ခဲ့ရလဲ။အကုန်ပြောပြမယ်တမီ။အင်းစုံငါတို့ရဲ့ပလဲတန်းပြည်ကိုသွားကြစို့။ဟာဒါတမီရဲ့အိမ်မက်တဲမှာမင်းနေကြပလဲတန်းပြည်ကြီးပဲ။အဖေသိတယ်တမီ။တမီနေ့တိုင်းဒီတန်းပြည်ကိုအိမ်မက်မက်နေရဲဆိုတာ။ဟုတ်တယ်အဖေ။ကဲနားထောင်တော့တမီးငယ်ငယ်တုန်းက ရုတ်တရက်ဆိုသူလိုပဲဟိုဆုံးမပလဲတက်ပြီးကိုရောက်လာခဲ့တာဟိတ်နင်ဘသူလဲဒီမှာဘာလို့ချင်လို့လဲဒီတိုင်းပြည်ရဲ့ဝင်လာရဲ့အောင်လို့မိမဘာတက်တည်ရရှိနေလို့လဲအိုးငါအောက်လဲပညာရဲ့ခေါင်းဆောင်ဆုံးမပဲလေငါမှာစွမ်းအားတွေအများကြီးရှိတယ်အဲ့ဒီစွမ်းအားတွေနဲ့ငါဒီကိုရောက်လာခဲ့တာပဲဒီပလဲတိုင်းပြည်ကိုငါလိုချင်တယ်ငါ့ကိုနင်တို့ပေးရမယ်အိုးဘယ်တော့မှမရကြရဘူး ငါမှလည်းစွန့်အမနေပါဘူးမင်းကိုပြန်ထိုက်ခတ်နိုင်တဲ့စွန့်အားတွေငါမှရှိရဲ့ဟုတ်လားဒါဆိုလဲကြည့်ရသေးရပေါ့ဘသူစွန့်အားဘလောက်ရှိတယ်ဆိုတာနေမိသားစုတစ်ခုလုံးကိုတက်ပြပြီးတော့ပလဲတိုင်းပြို့ငါတက်ယူတော့မယ်ဒီလိုနဲ့စုံမတဲ့ဘရင်ကြီးတို့ကတိုက်ခိုက်ကြတော့တာပေါ့အာဒါဆိုရင်ဒီစုံမငါတို့ရှင်းနိုင်မှာမဟုတ်တော့ဘူးငါသမီးကိုတွေ့ရင်လည်းတက်ပြစ်လိမ့်မယ် အဲ့လိုနဲ့မိဖုရားကြီးကဂျင်မလီကိုခုခုနဲ့ကိုထက်ပြီးတော့ပင်လယ်ရေထဲကိုမျောလိုက်တော့တာပေါ့ပြီးတော့ကိုရိုင်းဆုံမနဲ့တက်ခတ်ပြီးတော့ဘင်းကြီးကိုကာဝယ်ဖို့ကြိုးစားပါတော့တယ်မိစ္ဆာဆုံမငါ့ရောက်ကြောက်လွတ်ပေးလိုက်ပါအိုးတနာကြာမိဖုရားနေ့ပြင်တော့ငါ့ကိုမရှင်နိုင်တာနေကဘာလုပ်နိုင်မှာမလို့လဲနင်တို့တမီးလေးပဲမှာလဲပဲမှာလဲလို့မင်းနေရလေမသိဘူးကြောစံပဲမှာလဲ ဒီမှာငါတို့အသက်ရှင်နေတွေ့နေဘယ်တော့မှသိရမှာမဟုတ်ဘူးကောင်းပြီလေဒါဆိုရင်တော့နေရတဲ့တခုငါ့ကိုပေးပါအဲ့ဒါလည်းမရပါဘူးငါ့ကိုတက်လိုက်ရင်တောင်မှ နေရမှာမဟုတ်ဘူးအဲ့လိုနဲ့ဘယင်ကြီးကသူ့ရဲ့တမီတော်လေးကိုနောက်ကျောင်းရစင်တွေကို ပြောပြနေပါတော့တယ်အဲ့လိုနဲ့အဲ့နောက်ပိုင်းနေရတဲ့အကြကြီးကိုငါတို့အကျဉ်းချခံခဲ့ရတဲ့တမီဒါပေမဲ့အဖေတိနေခဲ့တယ်တမီးရဲ့16နှစ်ပြည့်မွေးနေ့မှာတော့ ဘလို့နီးနေပဲဖြစ်ဖြစ်တမီးဟာငါတို့စီကိုပြန်ရောက်လာလိမ့်မယ်ဆိုတာပဲ။အိုးအဖေတမီးလည်းအမြဲတွင်းနေခဲ့တာပါ။ဒီပလဲတိုင်းပြည်နဲ့တမီးနဲ့ကတေချာပါတခခုပတ်သက်မှုရှိမယ်လို့လေ။တမီးရဲ့လူသားမိဘတွေကတမီးကိုပင်လဲကန်းဆောက်ကိုပင်းသွားခဲ့ပါဘူး။ဒါကြောင့်တမီးရဲ့တန်တရာက ပို့ပြီးတော့ကြီးလာခဲ့တာပါ။အိုးဒါဆိုရင်တမီးကငါတို့စီကိုဘလို့လောက်ရောက်လာခဲ့ရလဲ။ တမီးကတငယ်ချင်းတယောက်နဲ့ခုပြီးတော့ပင်လယ်ကမ်းစကိုလာခဲ့တာပါ။တမီးရဲ့နေရှည်လာများဆန္ဒတွေပြေဝခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရုပ်တရက်ပင်လယ်လိုင်းကြီးကြီးလာတာကိုတွေ့လိုက်ရတာ။လိုင်းလုံးကြီးတစ်ခုကတမီးကိုဆွဲယူသွားခဲ့ရလေ။အဲ့ဒီနောက်ပိုင်းမှာတော့ဘာမှမမှတ်မိတော့ပါဘူး။အဖေတို့ခေါ်တန်းကြမှာပဲ။တမီးတတိပြန်ရလာတာပါ။ဒါပေမဲ့ထူးဆန်းတာက အဖေတို့ကတမီးမမှတ်နေခဲ့တာပဲ။အင်းအဲ့ဒါတခြားသူတွေနဲ့ ငါတို့တူညီတဲ့အချက်ပါပဲတဘောအလုံးကအဖြစ်ပြက်တွေအကုန်လုံးကိုငါတို့ကမမိနေတတ်တယ်လေဒါပေမဲ့သမီးကဒီလောက်ကာလပတ်လုံးမှာငါတို့တန်းပြည်ရဲ့အပြင်ဘက်မှာရောက်နေခဲ့တာပဲပြီးတော့သမီးမှာဆွမ်းအားမရှိလို့အဲ့ဒါတွေကိုဘာမှမမတ်မိခဲ့တာပါဒါပေမဲ့အဖေအခုသမီးပြန်သွားမှဖြစ်မယ်သမီးရဲ့လူသားမိဘတွေကသမီးအတွက်စိတ်ပူနေလောက်ပြီသမီးကိုမတီးလို့ယူမတလိုက်ချနေကြလောက်ပါပြီ ။တမီးကအဖေတို့ကိုထားခဲ့ပြီးတော့တော်တော့မလို့လား။ဒီလောက်ကြာကြာတမီးနဲ့ခွဲနေရတာပဲ။အခုတမီးနဲ့ထပ်ပြီးတော့ခွဲရအောင်မလား။နောက်တစ်ခါပြန်လာခဲ့ပါမယ်အဖေ။တို့တို့တစ်ခါတော့တော်တွေ့လိုက်ပါဦးမယ်။ပြီးတော့တမီးရဲ့မိကုန်းတွေအတွက်အဖေတွားယူလိုက်ပါဦးမယ်။ကောင်းပါပြီတမီး။အဖေတို့တမီးကိုစောင့်နေပါမယ်။အဖေတို့အမေတို့ခွင့်ပြုမယ်ဆိုရင်တော့တမီးပလဲတချို့ကိုယူသွားချင်ပါတယ်။တမီးရဲ့လူသားမိဘတွေက အရန်ကိုဆင်းရဲပါတယ်ရှင်။ဒါရင်ရောက်ပြီးတော့သူတို့ကောင်းကောင်းမွန်မွန်နေနိုင်မှာပါ။ဟုတ်ကဲ့။ဒါပြန်ပြောနေစရာလူလို့လားသမီးရဲ့။ဒီပလဲတိုင်းပြည်ကသမီးဟာပဲလေ။သမီးကြက်တလောက်ယူသွားပါတော့။ကောင်းပါပြီ။ဒါဆိုရင်သမီးသွားလိုက်ပါဦးမယ်။ခရီးဆိုင်သွားတော့သမီး။ပြီးတော့တက်နေသမျှပြန်ပြန်တော့ပြန်လာခဲ့ပြီပါ။အဖေတို့လည်းယူဆိုင်ကြပါနော်အဲ့လိုနဲ့ဂျင်မလီကပလဲအများကြီးကိုယူဆောင်ပြီးတော့ သူ့ရဲ့လူသားအိမ်ကိုပြန်လာခဲ့တော့တာပေါ့အဖေအမေမငိုကြပါနဲ့တော့ဒီမှာကြည့်စမ်းတမီပြန်ရောက်လာခဲ့ပြီအိုးလာပါအောင်တမီလေအမေရဲ့ရင်ခွင်ထဲကိုလာပါအောင်တမီကိုဘယ်မှာပေးမတော်တော့ဘူးဒီပင်လေဒေတာကိုဆွန့်ခွာပြီးတော့တမီတို့အဝေးတစ်နေရာကိုထွက်သွားကြမယ်လေစိတ်လျှော့ပါအမေကြည့်ပါအောင်တမီဘာမှမဖြစ်ပါဘူးအမေမိုဟာနာပြောတော့ ပင်လယ်လမ်းကသမီးကိုဆွဲယူသွားတယ်ဆို။ဒါဆိုသမီးဘလို့လုပ်ပြီးတော့ပြန်ရောက်လာခဲ့ရလဲ။음အဲ့ဒါတွေကိုနောက်မှပြောပြပါမယ်။အဲ့ဒီမတိုင်ခင်မှာတော့သမီးကိုအမှန်တိုင်ပြောပြပါလားအဖေ။သမီးကိုဘယ်ဟာရခဲ့ရလဲယင်။ပြီးတော့သမီးကဘယ်သူလဲ။ဟင်။နေပါရီပြောနေရလဲ။ဘယ်ဟာရရမှာလဲ။နေကငါတို့ရဲ့တူရီတော်သမီးလေးလေ။မလိမ္မာနဲ့တော့အဖေနဲ့အမေရဲ့။သမီးသာအဖေတို့သမီးဆိုရင် ဒီနေ့အဖေတို့ရှိကိုပြန်ရောက်လိုက်နေမှာမဟုတ်တော့ပါဘူးပင်လယ်ထဲကငါးကြီးတွေတတဝါကြီးတွေကတမီးကိုကြိုက်ဖြတ်စားတောက်လိုက်ကြပါပြီတမီးရဲ့အလောင်းမဲ့ပင်လယ်ထဲမှာပေါ်လာလိုက်မှာပေါ့ပြောပါနော်တမီးကိုဘယ်ကနေရခဲ့တာလဲယင်အိုးကွယ်ဖုံးကွယ်ထားလို့အကျိုးမရှိတော့ပါဘူးသူ့အမှန်တိုင်းပဲပြောပြလိုက်ပါတော့ကောင်းပြီလေနားထောင်ပါတမီးအရှင်တို့ကအဖေကတငါသေးတယောက်ပါ ပင်လေတဲ့ကိုငါဖမ်းရတာက အဖေရဲ့ဝါသနာနဲ့အတန်ဝင်းဝန်းကြောင်းပါပဲ။နေတိုင်းလိုပဲ။အဲ့ဒီဒီကလည်းပင်လေတဲ့ကိုငါဖမ်းထွက်ခဲ့ပါတယ်။ဟင်။ကြားပါလေ။ဒီနေရာအရှိဒီကဘာလို့ဒီလိုလဲနေခဲ့တာလဲ။ဒီလောက်ကြာကြာငါဖမ်းလာတာဒီလိုမျိုးတစ်ခါမှမမြင်မှုပါဘူး။ဟင်။ဒါငါဘာလို့မြင်နေရတာလဲ။ပင်လေရဲ့အလေကောင်းကနေဒီလိုကလေးတစ်ယောက်ကဘယ်ရောက်လာတာလဲ။အိုး ငါအမြင်မားနေရလားဟာမဟုတ်ဘူးဒါအမေမေအခုငါဘာလုပ်ရမလဲကလေးကိုဆင်လိုက်ရမလားဒါပေမဲ့ဆင်လိုက်ရင်ငါအတွက်အန္တရာယ်ရှိနေမလားအိုးဘာမှနားမလည်နိုင်တော့ဘူးမဖြစ်ဘူးမဖြစ်ဘူးဒီပင်လယ်ပြင်ကြီးထဲမှာကလေးတယောက်ကိုပြစ်ထားခဲ့လို့မဖြစ်ပါဘူးသူ့ကိုအရင်ဆုံးဆင်လိုက်မယ်ပြီးမှဖြစ်ချင်ရဖြစ်ကဲလာကလေးလေအဖေ့ရင်ဝင်နေဦးလား ဒီမှာစစ်နေတော့မကောင်းဘူးသူ့ကိုခေါ်ပြီးတော့အိမ်ပြန်လိုက်တာပဲကောင်းပါတယ်လေဟေးမိမကြီးမိမတကားပြေးမအောင်ဟင်ဒါရှင်မသူ့ကိုခေါ်လာရလဲဒါဘသူ့ကလေးလေးလဲဒီကလေးကိုရှင်ကဘယ်ရရလာရလဲအဲ့အခါမှာတော့အပူကကာကွန်လေးကိုအဖြစ်ပြက်အလုံးကိုဖွင့်ပြလိုက်တော့တာပေါ့ဟင်ဒီကလေးကိုဖန်ဆင်းရှင်ကငါတို့ကိုပေးသနာလိုက်တာပဲ ငါတို့လက်ထက်တာလဲဒီလောက်တောင်ကြပြီခလေးမရဘူးလေဒါကြောင့်ဒီနေ့ဖန်ဆင်းရှင်ကငါတို့ရေခွေနဲ့ကိုဖြည့်ဆည်းပေးလိုက်တာပဲဟုတ်တယ်နော်ဒါကြောင့်ငါသူ့ကိုခေါ်လာခဲ့တာပေါ့ကောင်းပြီအိမ်ထဲကိုမမြဝင်လာခဲ့မိမငါပင်လယ်ထဲကိုငါဖမ်းတောင်းအောင်မယ်နော်မရသမီးလေးကိုခူးဆိုင်ပါဟွန်းရှီယာဒီနေ့ဘာလို့ဒီလောက်တောင်မှစော်စစီသွားမှလဲအိုးသွားရမှာပေါ့အခုငါတို့ဘွားအရင်လိုမဟုတ်တော့ဘူးလေ အခုငါတို့မှတမီလေးလည်းရှိလာပြီသူ့အတွက်ကောင်းမွန်တဲ့ပစ္စည်းတွေဝယ်ပေးရမှာမလား။အိုးဟုတ်တာပေါ့ရှင်ပြောတာမှန်တယ်။သွားလေကျမတမီလေးကိုကြည်ထားလိုက်ပါမယ်။ဟဲ့ကမင်းကတမီရလို့အရန်ကိုပြောနေရပေါ့လေ။ဟမ်ခမရကျွန်တော်ရဲ့တမီအကြောင်းဘလို့သိနေရလဲ။ငါအကုန်သိပါတယ်ကွ။ပြီးတော့ဒီကလေးကမင်းစီမှာတတဲလုံးနေမှာမဟုတ်ဘူးဆိုတာလည်းသိတယ်။တချင်ချင်းကြရင်တော့သူကသူ့ရဲ့နေရာမှန်ပြန်သွားပါလိမ့်မယ်။ မင်းသူ့ကိုရခဲ့တဲ့နေရာကသူ့ရဲ့နေရာမှန်မဲလေ။ तू ကတာမန်မင်းကလေးမဟုတ်ပါဘူး။ဟာခမ ्या ကျွန်တော်ပောက်ကြရီလာပြောမနေပါနဲ့။ကျွန်တော်လာပြီးတော့ချင်းချောက်နေရလား။ဟုတ်ကွာ။ငါစကားကိုယုံတာမယုံတာမင်းရဲ့သဘောပါပဲ။ဒါပေမဲ့ငါပြောတာဒါတွေကအမှန်တရားတွေပဲ။အဲ့ကလေးကိုမင်းတို့စင်နာရှိရင်တောင်မှတသက်လုံးကိုနားမှာထားနိုင်မှာမဟုတ်ပါဘူး။မဖြစ်နိုင်ဘူး။ तू ကငါတို့ရဲ့တမီဖြစ်နေပြီလေ။ तू ဘယ်မှမသွားဘူး။ တတက်လုံးမဲ့သူ့ကိုငါအနားမှာပဲထားမယ်ကွ။အုံးရှင်ဘာဖြစ်လာလဲ။ငါမဖက်မဲ့အိပ်ပြက်လာပါလား။အဲ့အခါမှာတော့အဘူးကလမ်းမှာသူကြုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်တွေကိုသူမိမကအကုန်ပြန်ပြောလိုက်တော့တာပေါ့။ဟင်။ဒါဆိုရင်ငါတို့ဘာလုပ်ကြမလဲယေ။ဘာလုပ်ရမှာလဲ။နတ်ဆရာကပြောတယ်လေ။သူ့ကိုရခဲ့တဲ့နေရာကြီးကိုသူပြန်သွားလိမ့်မယ်နဲ့။သူ့ကိုငါတို့ဘယ်တော့မှပဲပင်လယ်နားကိုပေးမသွားဘူး။ ပြီးတော့အချိန်ခါသိရင်တော့ဒီကနေအဝေးကြီးကိုထွက်သွားတော့မယ်လေမင်းသူ့ကိုအမြဲတမ်းမျက်စိအောက်မှာပဲထားပါ။အိုးကောင်းပါပြီရှင်။ငါတို့လှုပ်သမျှအရာအလုံးကသမီးကိုချစ်လို့လှုပ်ခဲ့တာပါသမီးရဲ့။ငါတို့သမီးကိုမဆုံးရှုံးချင်ဘူး။သမီးငါတို့အနာနဲ့အဝေးကိုထွက်သွားမှာတော့ငါတို့ဘယ်တော့မှမလိုလားခဲ့ပါဘူးကွယ်။ဟုတ်တယ်နော်။နတ်ဆရာရဲ့စကားကမှန်ပါတယ်။သမီးကအဖေတို့အမေတို့နဲ့အတူအမြဲတမ်းအတူတူမနေနိုင်ပါဘူး။ ဟင်တမီးပါရင်ပြောနေရလဲယင်တမီးမရှိဘဲနဲ့ငါတို့ဘလို့နေရမှာလဲတမီးမကြာခဏလာပြီးတော့ဖေတို့အမေတို့နဲ့လာတွေ့ပါမယ်ရော့ဒီမှာပလဲတွေပါတမီးအိမ်မက်ထဲမှာမြင်ခဲ့ရတဲ့ပလဲတိုင်းပြည်ရဲ့မင်းသမီးလေးကတမီးပါပဲနော်အခုတော့အဲ့ဒီပလဲတိုင်းပြည်ကတကယ်ပဲတမီးပိုင်ဆိုင်တဲ့နေရာဖြစ်သွားခဲ့ပါပြီဒီပလဲတွေနဲ့အဖေတို့လိုအပ်တာတွေအကုန်ဝင်လိုက်ပါတော့ တမီနောက်တစ်ခေါက်လာရင်တော့ထပ်ပြီးတော့ယူလာခဲ့ပါမယ်။ဟင်တကယ်ပဲတမီငါတို့ထားခဲ့ပြီးတော့သွားတော့မလို့လားကွယ်။ပြောပြီးပြီပဲ။ပြန်လာပါမယ်လို့အဖေတို့ဒီလိုမငိုကြပါနဲ့တော့။တမီကိုပြုံးပြုံးရွှေရွှေနဲ့နှုတ်ဆက်လိုက်ပါတော့နော်။ဒါမှတမီလည်းဟိုမှာစိတ်ချလက်ချနေနိုင်မှာပါ။ကောင်းပြီလေ။တမီသဘောအတိုင်းဖြစ်ပါစေကွယ်။ဒါပေမဲ့တမီငါတို့ဘယ်တော့မှတော့မမေ့ပါနဲ့နော်။ ငါတို့စီကိုလာတွေ့ပါဟုတ်ကဲ့ပါအဖေနဲ့မေလာတွေ့ပါမေကောင်းပါပြီတမီးရေကဲတမီးသွားလိုက်ပါအောင်မယ်ရှင်ဂယုဆိုင်ကြပါအဲ့နောက်ပိုင်းမှာတော့ဂျင်မလီယာအချိန်တိုင်းတာတစ်ခုကြတိုင်းမှာတော့သူ့ရဲ့လူသားမိဘတွေနဲ့လာတွေ့လေရှိပါတယ်တဲ့ပြီးတော့သူတို့လူအတလောက်ပလဲတွေကိုလည်းပေးသွားလေရှိပါတယ်တဲ့ပုံမြင်အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင် နောက်ဆက်စင်ဒီမှာလည်းဒီလိုစိတ်ဝင်စားကြရပုံမြင်အကြောင်းအရာတွေကိုဖတ်ပြတင်ဆက်ပြီးမှဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပြီးတော့အားပေးစောင့်မျှော်နှဆင်ပေးပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်